The Best Beauty Tips ပရိသတ်ကြီးမင်္ဂလာပါရှင်ကျွန်တော်ကိုတော်တော်များများမေးထားကြတဲ့ဒီအစီအပြန်နဲ့အသားရေ oily skin အတွက်ဘယ်လိုမျိုး foundation လိမ့်မလဲဆိုတာကိုကျွန်တော်ဒီ tutorial လေးမှာလက်တွေ့ပြသထားပါတယ်ကျွန်တော်နဲ့အတူတူတိုင်ရင်းကြည့်အောင်အခု makeup စာလိမ့်ပါတော့မယ် makeup မလိမ့်ခင်မှာကျွန်တော်တို့အရင်ကိုအရေးကြီးတဲ့ step တစ်ခုကဒီလိုအစီအပြန်နဲ့အသားရေရှိတဲ့လူတွေအတွက်ကဒီ primer လို့ခေါ်တဲ့ဟာတစ်ခုကို မဖြစ်မနေတုံးတယ်မှာဒီ primer ကဒါ Tory Cosmetic ကထုတ်ထားတာပါဒီ primer တုံးတဲ့အတွက်ကြောင့်မို့လို့အသားအရည်ကိုလည်းတခါတည်း makeup လိမ့်မှုအတွက်အသားရည်ညှိပြီးသားလည်းဖြစ်တယ်ပြီးတော့ချွေးပေါက်ဒီပါးတွေရှိတာရောပြီးလို့ရှိရင်မျက်နှာပေါ်မှာမညီမညာတဲ့ line တွေရှိတာရောပါအားလုံးကိုဖုံးသွားစေတယ်အစီပြန်တဲ့အသားရည်ရှိတဲ့လူတွေအတွက်မဖြစ်မနေတုံးတဲ့နာက primer ပါအဲ့တော့ဒါကျွန်တော် primer ကိုစလိမ့်ပါမယ် primer ကိုဒီလိုမျိုးဘလောက်တော့ယူလိုက်ရင်ရပါပြီအထူးသဖြင့်ကျွန်တော် primer လိမ့်တဲ့အခါကျရင် T zone ကိုပို့ပြီးတော့ ဦးစားပေးပြီးတော့လိမ့်မာတယ်ဘာဖြစ်လို့ဆိုထီးဆုံးကအမြဲတမ်းအစီပြန်တတ်တဲ့နေရာဖြစ်လို့အာတခြားမျက်နှာရှိတဲ့နေရာတွေထက်ပိုပြီးတော့အစီများများပြန်တတ်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါအခု primer သုံးပြီးသွားတဲ့အခါကျွန်တော်တို့ concealer ကိုသုံးပါမယ် concealer ကိုဒီ cream type concealer ကိုကျွန်တော်သုံးပါမယ် concealer ကိုအများကြီးသုံးစရာမလိုပါဘူး concealer ဆိုတာကတကယ်ကိုပါပါလေးနဲ့မျက်နှာပေါ်မှာတကယ် layer ပါပါလေးဒီ အလွှာပါပါလေးတစ်ခုကိုအယောင်ဒီအားလုံးကိုညီသွားအောင်လှုပ်ပေးလိုက်တဲ့သဘောမျိုးပါပဲအဲ့ကျွန်တော်ဒီဟာကိုလက်နဲ့ပဲယူပါမယ်လက်နဲ့ယူပြီးကျွန်တော်ရဲ့ဒီမျက်လုံးအောက်ရဲ့ပြီးရင်ကျွန်တော်ဒီနှာခမ်းတောက်နေရဲ့ဒီနှာခမ်းတောက်နေကိုလည်းအာကွန်ဆီလာထည့်ပေးတဲ့မှာလေလူတိုင်းကဒီနေရာတွေမှာနည်းနည်းတခြားမျက်နှာပေါ်မှာရှိရတခြားနေရာအယောင်ဒီနဲ့မတူဘဲနဲ့ပို့ပြီးတော့မဲတတ်ပါတယ်ထီစုံကိုလည်းကျွန်တော်ထည့်ပါမယ်နှာခေါင်းပေါ်မှာလည်းထည့်ပါမယ်နှာခေါင်းပေါ်မှာကွန်ဆီလာကိုထည့်ထားတဲ့အခါကျတော့ မိတ်ကလင်းပြီးတဲ့အခါကျရင်ဒါဟာ highlight လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ concealer ကိုလည်းကျွန်တော်ဒီ beauty blender နဲ့ပဲသုံးပါတယ်။ beauty blender ကိုရေးလေးစွပ်ပြီးတော့ဒီလိုပဲဖြည်းဖြည်းချင်းလိုက်ပြီးတော့ဖြန့်ပေးလိုက်ပါ။ concealer လိုအပ်တဲ့နေရာတွေမှာကျွန်တော်ထည့်ပြီးသွားပါပြီ။ထည့်ပြီးသွားတဲ့အခါကျရင်ကျွန်တော် studio blend cover foundation ကိုကျွန်တော်သုံးမှဖြစ်ပါတယ်။ဒီထဲမှာ hyaluronic acid ပါပါတယ်။ဒီ hyaluronic acid ဆိုတာကတကယ်ဒီ skin care တွေမှာပါတဲ့ဒီအသားအရေဒီ ဒီအိုမင်းရင်ရောတာဒီ anti aging နေပြီးလို့ရှင်ဒီ line တွေပြန်ပြည့်အောင်နေပြီးလို့ရှင်နောက်ဆုံး botox ဆိုဘာလို့တဲမှာလဲဒီ acid တွေပါပါတယ်ဒီဟာလေးကိုကျွန်တော်အခုနောက်လိုပဲ beauty blender လေးနဲ့ဆက်ပြီးတော့နေပါမယ်အရင်ဆုံးကျွန်တော် foundation ကိုအမြဲတမ်းလက်ပေါ်မှာတင်ပါတယ်ဘာလို့လဲဆိုတော့ဒီ body temperature ပေါ့နော်လက်ရဲ့ temperature နဲ့မျက်နှာ temperature နဲ့အနည်းဆက်ဆုံးဖြစ်သွားအောင်ပါအစီပြန်တဲ့လူတွေပြီးတော့အသားအရေအယောင်မကြီးတဲ့လူတွေအတွက်ဒီလိုမျိုး မိကပ်ကများများကိုယူပြီးတော့လိမ့်ဖို့အရန်အရေးကြီးပါတယ်အဲ့ဒါဟာကိုမှကျွန်တော်တို့ပြန်ပြီးတော့ဒီ beauty blender နဲ့ပြန်ပြီးဖြန့်လိုက်တဲ့အခါကျလို့ရှင်အရန်ကြီးထူးထူးပိန်ပိန်နဲ့မဖြစ်နေပါဘူးဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အောက်က concealer ကိုကျွန်တော်တို့ primer ကိုခံထားတဲ့အတွက်ကြောင့်မဟုတ်လို့ပါထုံစံတိုင်းမှာကျွန်တော်တို့မိကပ်လိမ့်တဲ့အခါမှာဖြန့်တဲ့အခါမှာအတွင်းကနေအပြင်ကိုဖြန့်ပါမယ်အခု foundation လိမ့်လို့ပြီးသွားပါပြီ ဖောင်ဒေးရှင်းလုပ်နေကြတဲ့အခါမှာအစီအပြန်နဲ့အသားအရည်ပိုင်ရှင်တွေဒီ oily skin တွေအတွက်ဆိုလို့ရှိရင် translucent powder လို့ခေါ်တဲ့ setting powder ကိုကျွန်တော်တို့လိုက်ပြီးတော့လိမ့်မိမှာဖြစ်ပါတယ်။ဒီဟာကိုလိမ့်တဲ့အခါမှာ brush နဲ့ပဲလိမ့်ဖို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ်။အဲ့ဒီခါကျရင်အရင်ဆုံးကျွန်တော်တို့ဒီအခုနောက်တော့ concealer ထည့်ထားတဲ့နေရာလေးတွေပေါ်မှာအရင်ဆုံးပို့ပြီးတော့ထည့်ပါမယ်။ဒီ powder ရဲ့တခုအားသာချက်ကဘယ် makeup မဆိုသူက အသုံးပြုလို့ရပါတယ်ဘယ်အရာုံနဲ့မဆိုအသုံးပြုလို့ရပါတယ်ကိုယ်မိကအရာုံနဲ့လုံးဝပြောင်းသွားခြင်းတခြားအရာုံထွက်သွားခြင်းမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ तू ကအဖြူရောင်ပြီးလို့ရှိရင်လိမ့်ပြီးသွားလို့ခဏနေတဲ့အခါကြလို့ရှိရင်ကိုယ်လိမ့်ထားတဲ့မိကနဲ့တခါတည်းတသားတည်းဖြစ်သွားပြီးတော့အကြည်အောင်ဖြစ်သွားပါလိမ့်မယ်အခုဆိုရင်တော့အစီပြန်တဲ့အသားရည် oily skin အတွက် ဖောင်ဒေးရှင်းလိမ့်ပြီးလေးပြီးသွားပါပြီ။မိမိကြိုက်နှစ်သက်ရအယောင်လေးတွေတင်ပြီးတော့အလားဆုံးဖြစ်အောင်လိမ့်ချေလို့ရပါပြီရှင်။အခုဆိုရင်တော့ကျွန်တော်စိတ်ကြိုက်အယောင်လေးတွေမျက်နှာပေါ်မှာတင်ပြီးသွားပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လုပ်ပါ share လုပ်ပါသိချင်တာရှင်လဲ comment box မှာမေးလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါ